ပြသမြအလုံးမင်္ဂလာပါခင်ဗျာ channel key ကနေပတ်စင်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်တင်ဆက်မဲ့အချိန်ဖြစ်ပါတယ်ဒီနေ့အစီအစဉ်ကတော့တနင်္ဂနွေနေ့မှာရှိတဲ့ဒီနေ့ညမှာပြသက်ချိန်များတဲ့ပွဲစဉ်တွေရတချို့ကိုကျွန်တော်တို့သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီနေ့ပေါင်ရမှာတော့အားကစားအစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ကိုစိုးဝင်းစောနဲ့ကိုချင်းညီတို့ဖြစ်ပါတယ်ခင်ဗျာဘိုးတွေမင်္ဂလာပါမင်္ဂလာပါဒီညကတော့တနင်္ဂနွေညကိုရောက်လာပြီဟုတ်ပွဲကြီးပွဲကောင်းတစ်ပွဲတော့ရှိတယ်ဒါ လို့အင်္ဂလန်ဒါဘီလို့ပြောလို့နော်အင်္ဂလန်ဒါဘီတော့အင်္ဂလန်ဒါဘီကဒုတိယပွဲလေးပေါ့နော်အဲအင်္ဂလန်ဒါဘီမတိုင်ခင်မှာကျွန်တော်တို့ဒီပွဲကောင်းလေးတစ်ပွဲဖြစ်တယ်မထင်မှတ်ဖဲပရီးမီးယားလီးဂ်ရဲ့ MVP ကထိပ်ပန်းကိုရောက်နေတဲ့စပါးနဲ့ပြီးခဲ့တဲ့ရာသီတွေကခြေစွမ်းပြပြီးတော့ရလဒ်တွေကောင်းလာတယ်ဒီနေ့တော့အခြေအနေသိမ့်မကောင်းဘူးပေါ့ Aston Villa ပွဲလေးသုံးသက်ချင်ပါတယ်အဲ့တော့ဒီနေ့အစီအစဉ်ကို Spurs Aston Villa ပွဲလေးသုံးသက်ပြီးတော့အဆင်ပြေပါတယ်ဒီနေ့ဖွင့်လေးတော့ဒါကိုဆိုရင်တော့ဆက်ပြီးတော့သုံးသက်ပြီးပါအောင်ဒီပွဲစဉ်လေး ဒီပွဲလဲကျွန်တော်ဒါပွဲကောင်းဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့စပါကဒီရတီမှာလူပြောသိမပြောလူပြောမများဘူးပဲပြောချင်တာဒါပေမဲ့သူ့ရဲ့လက်ရှိပွဲစဉ်9ပွဲကစားပြီးမှာအမှတ်ပေးစရာအဆင့်3ရမှတ်14မှတ်ထိဆုံးကအဆင့်နေနဲ့နှစ်မှတ်ပဲကွာတကယ်ဆိုရင်သူ့ကိုကျွန်တော်တို့တိုင်တဲ့ race ထဲမှာထည့်ထားရမယ်အသင်းနီးပြားကလည်းတော်မဖရန့်နဲ့တူဒါနီးပြားတဲ့နဲ့အသင်းကလည်းဒါအပြောင်းလဲတွေအများကြီးလှုပ်ထားတဲ့အသင်းဒါပေမဲ့အချီမရိုင်သွားတဲ့အပြင်ပုံမှန်လမ်းကြောင်းပေါ်တစ်ခုကိုသွားနေဒါပေမဲ့သူတို့ကဘာကြောင့်ကျွန်တော်တို့တိုင်တဲ့ race ကိုမထည့်လာလဲဆိုတော့ ဒီပရီးမီးယားလိလို့အမည်ပြောင်းလဲပြီးနောက်ပိုင်းဒီဘက်ခစ်ပေါ့ဗျာကျွန်တော်တို့မိခဲ့တဲ့နေ1990နောက်ပိုင်းမှာတခါမှသူကလည်းဒီလိုတိုက်တယ်လေးကိုချင်းချောက်လာတယ်ဆိုတာခရှားရှားပေါ့နော်ကျွန်တော်သိသလောက်ဆိုပိုချက်တီနိုလက်ထက်မှာတကြိမ်လက်စတာရသွားတဲ့နှစ်လောက်မှာသူဒီအဆင့်နှစ်3လောက်ကိုအသေးအတန်သူဖိုက်ပြီးတော့ချန်ပီယံဖြစ်လို့ဖြစ်ခင်အနေထားလောက်ရောက်ခဲ့တာအဲကစားသမားကောင်းနေတဲ့အသင်းကလည်းလမ်းကြောင်းမှာတစ်ခုရောက်ခဲ့တဲ့ကာလာရှိမှာဒါပေမဲ့ဒီသင်းချောင်းပြောရင်ကျွန်တော်ဘယ်တော့မှသူတို့ကိုတိုက်တယ်ရေးဆဲမှာမထည့်ဘူးဒီသင်းချောင်းပြောရင်ချန်ပီယံလိဂ်ဝင်ခွင့်ကိုကျွန်တော်အမြင့်ဆုံးတတ်မှတ်တာပါနှစ်ကလည်းဒီသင်းက အားလုံးဘယ်သူမှမထင်ထားတဲ့ကြားရရနေနိဗျအောင်ပိုစီကိုဂလူကသူတို့ရဲ့ဥရောပချန်ပီယံဆုကိုဒါရယူပြီးတော့16နှစ်ကြာဆူပလာဝေးပါနေမှုအဆုံးသက်ထားခဲ့ဆိုဒီသင်းကတော်တော်လေးကိုဟိုတော်တော်လေးပြည့်တက်နေကြမှာဗျာပြောချင်တာ underrated ဖြစ်နေတဲ့အသင်းပေါ့နော်ဒီယာဒီဆိုရင်ဒါအထင်ရှားဆုံးပဲဆိုတော့ဒါဒီယာဒီစပါရဲ့ခြေစွမ်းကရှုံးမတွက်သင့်ဘူးသူတို့မှာဒဏ်ရာပြဿနာတွေရှိနေတယ်အဓိကစားလုံးကတော်တော်များများမပါနိုင်သည့်တိုင်အောင်အသင်းရဲ့ရလက်တွေကလမ်းကြောင်းတစ်ခုပေါ်မှာ ရှိနေသေးတယ်အသင်းကလည်းခြေစွမ်းရောရလက်ရော ကောင်းနေသေးရယ်ဆိုတော်လေးဒါသတိထားရမယ်တင်တစ်ဖက်မှာတော့ဗီလာကတော်တော်တာထွက်တော်တော်လေးရုန်းကန်ခဲ့ရပြီးတော့နီးပါဦးနိုင်အမ်ရီနဲ့တောက်လျှောက်ရလက်တွေဆိုးခဲ့ပြီးမှအခုနောက်ပိုင်းမှာမှဇက်တိုက်နိုင်ပွဲတွေပြန်ရလာတယ်ဆိုတော့ဗီလာလည်းရလက်ပိုင်းရပြန်ပြီးကောင်းလာတဲ့အချိန်မှာစပါးနဲ့တွေ့မယ်ဒီနှစ်သင်းတွေ့ရင်လည်းနှစ်သင်းချာမှာအမြဲတမ်းလို့ပေါ့နော်ဒီနှစ်သင်းတွေ့တိုင်းဂိုးတွေ သွားတတ်တဲ့အစင်လာလည်းရှိရဆိုတော့အဲ့လိုမျိုးပါဖြိုပြင်းပေးနိုင်တဲ့ပွဲဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့အဲ့တော့ပွဲကဒီဒီ spa villa ဆိုတဲ့နာမည်မှာလေဟိုဆိုးဆိုးပြောဆိုဒီလိုအကျင့်လည်းရှိပြီးပြည်သက်ကြည့်ကောင်းမယ်လို့တော့ယူဆတာပေါ့နော်နောက်ဆုံးအဲ့တော့အခုချင်းချင်းဆက်ပြီးဆွေးနွေးပါအောင်ဟုတ်ဟိုခြေနေလေးတွေကမဆိုးဘူးခြေစွမ်းလေးတွေကောင်းတယ် short တက်လို့မရဘူးမတိလိုက်မတိပါတာနဲ့အမပီးစက်အစင်၃ရောက်နေတယ်အာဆင်နယ်နဲ့လည်းနှက်မှတ်ပဲကွာတယ်ဒါပေမဲ့ဒီလိုအသင်းကိုကျွန်တော်တို့ကကိုဆိုးဆိုးပြောတဲ့အထက်မှာပါပြီးသားပါဒီလိုအသင်းတွေကိုတိုက်တဲ့ race တွေမထည့်ကြတာတော့ ဟိုအစင်လာမရှိခဲ့ဘူးလို့ပေါ့နော်မထည့်ကြအောင်ဆိုတော့အဲ့တော့ဟိုအစင်လာတွေဆိုတော့တခါလေးမှအရေးကြီးသလားပေါ့လေဆိုတော့အရေးတော့ကြီးတယ်သူအစင်လာမရှိမရသလိုဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်မေးကျွန်တော်ဖြစ်ဖြစ်သွားအဲ့တော့အခုစဉ်းကြအဲ့ဘောမှာဘယ်လိုမြင်လဲဒီစပါးအကြောင်းဘီလာအကြောင်းတစ်ဆက်လက်ဆက်ပြီးတော့သုံးနေပါတော့မလဲဟိုစပါးကိုယ်တိုင်လေကျွန်တော်တို့ဒီရပြောတာတချို့တော့စပါးပြိတ္တာဒီကြိုက်ချင်မှလည်းကြိုက်မှာပေါ့လေဒီလိုကငါတို့ဘာလို့အဲ့လိုကြီးပြောရလဲပေါ့ဒါပေမဲ့ တကယ်တမ်းတကယ်အင်္ဂလန်မှာရှိနေတဲ့နီးပြားရောအသင်းပိုင်ရှင်တွေရောစပါးရဲ့ကစားသမားတွေရောသူတို့ဒီအချိန်မှာသူကမေးချန်ပီယံအတွက်မင်းတို့ကစားနေလူရရင်တော့လိုချင်တာပေါ့လေအောင်မြင်မှုဆိုတာဒါပေမဲ့အဓိကသူတို့ရဲ့ reality ကသူတို့ဖြစ်နိုင်ရည်ကသူတို့ဒီရာဒီမှာ top 4လောက်ကိုသူတို့အဓိကဥတီပြီးသွားနေတာအဒီချိန်မှာရက်လက်တွေကောင်းနေရာဒီစ9ပွဲလောက်မှာ73ပွဲလောက်ရထားတယ်၄ပွဲနိုင်ထားတယ်ဒီ9ပွဲလောက်သေးကြိုက်2ပွဲလောက်ပဲရှုံးထားတယ်73ပွဲ14ပွဲလောက်ရထားတယ်အာဆင်နယ်လည်း2ပွဲလောက်ပဲကွာတယ်ဘာဖြစ်ဒီရက်လက်ကိုလက်ခံရမယ်အဓိကအများကြီးပေါ့လေအကြောင်းချက်တွေမနစ်ကအဆိုးအဝါးဆုံးချိန်တွေရဲ့ တရားဒီရင်ဆိုင်ထားတာယူရိုပါလိရခဲ့တယ်ဆိုရင်မဲ့အမှတ်ပေးပြိုင်ပွဲမှာတော့အဆင့်၁၆တန်းစင်းတန်းစင်းဆုံးပြီးရင်သူအဆိုးဆုံးပဲဆိုတော့ဒီတော်တော်လေးညံ့ခဲ့တယ်အဲအကြောင်းလဲနီးပြအပြောင်းလေးလုပ်ထားတယ်နီးပြအသင့်နဲ့ဖြစ်နေတယ်ပထမဆုံးရာသီမှာဒီစပါရဲ့လက်ရှိအစုဖွဲ့နဲ့ချန်ပီယံလောက်ဖြစ်သွားမဖြစ်ဘူးလို့တော့ကျွန်တော်ကန်ဒီကာမပြောလို့တော့မရအောင်ဘာမှမဆိုဖြစ်နိုင်တယ်ဘောလုံးမှာလက်စတာလောင်ချန်ပီယံဖြစ်သေးတာပဲဒီပေတန်နဲ့နှိုင်းပြောမယ်ဆိုရင်တော့စပါဘာလို့မဖြစ်နိုင်မှာလဲဖြစ်နိုင်တယ်ဒါတော့ကျွန်တော်တို့ဟိုပတ်စနစ်ရပြောမယ်ဆိုရင်အရင်ယာကင်တော့နဲတာပေါ့ကွယ်ဒီလိုဘက်ကိုပဲကျွန်တော်သွားပေးရလိမ့်မယ်စပါရဲ့ reality ကြကြစွာရဲ့ဒီရာဒီအောင်မြင်မှုလို့သတ်မှတ်ပေးရမှာနီးပြတ်တဲ့ Thomas Frank ကိုအောင်မြင်မှုလို့သတ်မှတ်ပေးရ Top 4ရဲ့ကိုဝင်အောင်လှုပ်ပေးနိုင်တယ်ဆိုရင်ဒီရာဒီ Spa နဲ့ Thomas Frank ကျွန်တော်ချီးကိုချီးကျူးပါမယ်လက်ရှိမှာလည်းသူတို့လှုပ်ပြနေတာကိုကျွန်တော်တော်တော်လေး impress ဖြစ်တယ်တော်တော်အထင်ကြီးတယ်သူတို့ Brentford လို့အသင်းကို Premier League ကိုဆွဲခေါ်လာတယ် Premier League မှာလူတစ်လုံးသူတစ်လုံးဖြစ်အောင်အဲ Tony တို့ Ambumo တို့ Wesa တို့နဲ့ Premier League အသင်းကြီးတွေရတော့တော်တော်လေးသတိကြီးကြီးထားပြီးကစားရတဲ့အသင်းဖြစ်လာအောင်မာရီကျော်ကြီးဖြစ်လာအောင်အသင်းကိုသူ့ level တစ်ခုတည်းရော့မကျသွားအောင်နှစ်တိုင်းလုပ်ပေးနိုင်တယ် Thomas Frank က ခေသူတော့မဟုတ်ဘူးလူတော်ဗျဒီလူကလူတော်အဲအကြောင်းလဲစပါကသူ့ကိုခေါ်လာခဲ့တယ်ဒီရာဒီမှာတော့ပိုင်ရှင်ပြောင်းလဲဖြစ်ထားတယ်ကစားမခေါ်ယူမှုတွေမှာလည်းအများကြီးတော့မရှိဘူးဂူဒူးဆိုးရောက်လာတယ်ဇာဗီဆိုင်မတို့ပိုကောင်းလာတယ်အသေးမှရှင်းစဲကစားမိုက်တဲ့ဆော်မင်တို့ထွက်သွားတယ်ဆိုမဲ့ပိုကောင်းလာတယ်တစ်ဖက်မှာဗီလာကတော့မနစ်ကထက်ကျွန်တော်တို့မြင်ရတာထက်တနေ့ရော့သွားတယ်လို့ထင်တယ်မနစ်ကဟိုချန်ပီယံလိမှာ PSG ကိုအိမ်ဝင်းမှာတတ်နိုင်ခဲ့တာလေအထိုက်လျောက်လုတ်ပြနိုင်ခဲ့တဲ့ဗီလာဒီယာဒီတာထွက်တော်တော်လေးအားနေတယ်။ဂျာဒီစာဒီပရီးမီးယားလိမှာလည်း၃ပွဲလောက်နိုင်ပွဲပျောက်တယ်။ပြိုင်ပွဲဆုံးမှာ၄၅၆ပွဲလောက် ိုင်ပွဲပြောက်ခဲ့ပြီအခုနောက်ပိုင်းတော့ဒီနောက်ဆုံးတစ်ဖြတ်ကလေးမှာတော့စက်တင်ဘာလမှာတော့ရက်လက်တွေတက်လာတယ်ပရီးမီးယားလိနှစ်ပွဲဆက်နိုင်တယ်ချန်ပီယံလိနှစ်ပွဲပါထက်ပေါင်းပြိုင်ပွဲဆုံးမှာ၄ပွဲဆက်နိုင်တာဆိုဒီရက်လက်ကတော့ဒါဗီလာအစ်မံပြန်ရောက်လာပြီပေါ့လေအဒီအချိန်မှာပြန်စပါးအတွက်ဗီလာကိုရင်ဆိုင်မှာလွယ်မှာမဟုတ်ရာသီစတွေးခဲ့ရင်အချိန်ကြီးတစ်မျိုးဖြစ်မှာဒါပေမဲ့လက်ရှိအချိန်မှာဗီလာကသူရှိတဲ့ level တစ်ခုကိုပြန်ရောက်လာတဲ့အချိန်မှာတော့ဟို စပါအတွက်လွယ်မဲ့ပွဲဖြစ်လာမယ်မထင်ဘူးတော်တော်ကြည့်ကောင်းမယ်ပွဲအဲ့တော့တော်တော်လေးအပြိုင်ဆက်မြင်းမြန်ဆန်ဆန်နဲ့ဒီတိုက်စစ်အားပြိုင်မှုတွေနီးပြူအပိုင်းအားပြိုင်မှုတွေအူနိုင်အမရီနဲ့သောမဖရန့်နဲ့အားပြိုင်ဒီပွဲကလည်းမထင်မှာပဲဒီစူပါဆန်နေမှာပွဲကောင်းဖြစ်လာမယ်လို့ကျွန်တော်ထင်နေကြအဲ့တော့ဒီဘဝချုပ်ပြီးတုံးသက်တာတွေတော့ ပြီးသွားပြီပေါ့လေအဲ့တော့ရက်လက်ဆိုရောဘယ်လိုထွက်မှာထင်လဲကုချင်းညာဒီပွဲကျွန်တော်ကတော့ဒီမှာ spy အင်ဝင်းရက်လက်ကိုအရင်ကြီးတော့သဘောမကျဘူးဒါပေမဲ့ဒီနှစ်သင်းတွေ့တိုင်းအင်ဂျင်တွေရက်လက်ကောင်းတာများတယ်မနှစ်ကဆိုလဲ spy ကွင်းမှာ spy နိုင်တယ် villa ကွင်းမှာ villa ဒူးစီးနေနိုင်တယ် spy ကသူ့ကွင်းမှာသူဒါနိုင်ထားရဆိုတော့ဒီနှစ်သင်းတွေ့ရင်အင်ဂျင်ဆိုတဲ့ advantage ကပိုများတယ်ပြီးတော့ဒီဟာဒီ spy အင်ဝင်းရက်လက်တွေကိုလည်းကျွန်တော်တိတ်အားမရသေးဘူးအဲ့တော့ဒီပွဲမှာတစ်ခုပြန်လုပ်ပြရမယ်ရှေ့မှာဘုံမောက်ကိုရှုံးခဲ့ပြီးပြီးဒီ hoover down မထင်မှာပဲနဲ့တေးကြခဲ့ပြီးပြီးဒီဟာဒီအင်ဝင်း၃ပွဲမှာတစ်ပွဲလောက်ပဲနိုင်ထားရဆိုတော့ ဒီတာထွက်မှာ12လောက်နိုင်နေ3-0ပဲရှိတာဆိုတော့ဒီမှာတော့စပါးအင်ကွင်းနိုင်ပွဲပြန်ရသင့်ပြီလို့ထင်တယ်။ Villa ကလည်းလက်ရှိနောက်ဆုံး4ပွဲဆက်ပြန်ပွဲဆုံးနိုင်ထားတယ်။ Premier League 2ပွဲဆက်နိုင်ထားပြီဆိုပေမဲ့စပါးကွင်းမှာတော့ဒီဒီဘက်မှာတော့သူတို့ပြန်နိုင်ပွဲဆက်တာတွေရက်သွားမယ်ထင်တယ်။ကျွန်တော်တို့အပြန်လန်ဒီတော်တော်ကြည့်ကောင်းမယ်ပွဲမှာကိုယ်လည်းမြင်ရမယ်စပါ2-1လောက်နဲ့နိုင်သွားမယ်ထင်တယ်စပါနိုင်ပါတော့စပါကုချင်းကြီးကစပါနိုင်သွားမယ်ထင်တယ်အဲ့တော့ကုဆွေးတော့ရလက်ဘလူးထွက်မယ်ထင်တယ်ဒါကျွန်တော်တို့ရှေ့မှာပြောတဲ့ထဲမှာတော့ပါပါတယ်ဒီသင်းတွင်မြိုင်ဆိုင်မယ်ဆိုတော့တို့ရဲ့သွားနေတဲ့ trend နဲ့လည်းဆိုင်တာပေါ့နော်ဟိုကစားနေတဲ့ပုံစံကလည်း defensive play ကစားတာမဟုတ်ဘူးဖွင့်ကစားတယ်ဒီထဲမှာမှာ spa ကတော့ပို့ပြီးတော့ snip ပို့ကြတယ်ပေါ့နော် spa ရဲ့ diary ခေါ်တဲ့ထဲမှာဒါကိုချင်းကြီးလုံးနဲ့ပြောပါတယ်ချိန်မှာ goodus တို့ simon တို့လို့တိုက်စစ်အတွက်ဒီအဓိကစားသမားတွေကိုသူတို့ဖြစ်တင်နိုင်ခဲ့တယ်ကွက်လက်အတွက်ပက်လင်ညာလို့ကစားမမျိုးကိုခေါ်လိုက်နိုင်တာအသင်းကိုအများကြီးပြောင်းနေသွားစေတယ်ခက်စစ်ကတော့သူတို့မြင်နေကြမနစ်ကခက်စစ်ပဲတကယ်ကိုဒါခက်စစ်ကလည်းကောင်းတဲ့ခံစေပါတော့ဖူဖက်တွေကလည်းတိုက်စစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်ဒီပွဲကိုဖွင့်တိုက်မဲ့ပွဲလို့ကျွန်တော်မြင်တယ်နှစ်သိန်းပေါင်းအတွင်းကိုတွေများမယ် အနိုင်ဆိုရင်တော့ကျွန်တော်စပါကိုနည်းနည်းလေးပို့ပြီးတော့ဥစားပေးရင်ကျွန်တော်ရဲ့အကြိုက်ဆိုရင်တော့ကျွန်တော်ခိုးများမဲ့ပွဲလို့ကျွန်တော်ထင်တယ်ဟုတ်တယ်ဟုတ်ကဲ့အဲ့တော့ခုဆိုရင်တော့အပြန်အသွင်းကိုးတွေနှစ်သင်းလုံးသွင်းမယ်များနိုင်မယ်ဆိုတော့ပူကြိုက်တယ်ဒါပေမဲ့နိုင်သွားမယ်ဆိုရင်တော့စပါပေါ့နော်အဲ့တော့ကြိုက်တယ်ကျွန်တော်ကတော့ဒီပွဲကိုဟိုတီလောက်လေးထားကြည့်နေတာပေါ့နည်းနည်းလေးကလန်တိုက်တာပေါ့အဲ့တော့ဟိုနောက်ထပ်ရလက်လေးတစ်ခုပေါ့ဟုတ်ကဲ့အဲ့တော့ဒီပွဲရလက်ဘယ်လိုထွက်မလဲဆိုတော့ကျွန်တော်ကြည့်ကြပါဘောနော်အဲ့တော့ဒီညရဲ့ အင်္ဂလန်ဒါဘီပွဲက United နဲ့ Liverpool เนาะဆိုတော့ဒီပွဲစဉ်တွေကိုဆက်ပြီးတော့ပြောချင်ပါတယ်အဲ့တော့ဒီပွဲစဉ်ကိုပြောတဲ့ခါမှာဒီပွဲစဉ်အကြောင်းပြင်ဒီနှစ်သိန်းအကြောင်းမှာမဖြစ်မနေတော့ပါလာကြအောင်ပါဗောနော်အဲ့တော့ဟိုဒီမိကုန်းမှာတော့ဟိုထွေတူးမရှိပါဘူးဟိုနှစ်သက်ရကျွန်တော်တို့ဖြည့်ဆူစလို့ပဲဖြည့်ဆူလို့ရတယ်လို့ပဲဒီတသိန်းနဲ့ပတ်သက်ပြီးတော့အခုအမြင်လေးဒီပွဲပေါ်အာဒီအမြင်လေးတွေကိုတုံ့တက်ပြပါအောင်ခုဆိုးစားပဲစပါအောင်ဗျာဟုတ် ပုံမှန်ဆိုရင်တော့အန်ဖီးမှာဗျာဒီလိုပွဲမျိုးကျွန်တော်ဘာမှတော့ရှေးဝေးပြောနေစရာမလိုလီဗာပူးကိုပြတ်နိုင်မယ်လို့ပြောချလိုက်ရမလွတ်လွယ်လေးပဲဒါပေမဲ့လီဗာပူးဒီနေ့ဖြစ်သွားတဲ့ပြဿနာကဒီလောက်နဲ့ပြေလည်ပါမလားပေါ့နော်အဲအခု၃ပွဲဆက်ပြိုင်ပွဲဆို၃ပွဲဆက်ရှုံးနေပရီးမီယာလီဂ်၂ပွဲဆက်ရှုံးနေအဲ့ဒီအချိန်တွေကိုကောင်းကောင်းဒီအချိန်တိုလေးမှာအချိန်တိုဆိုတာကဂျားထဲမှာနိုင်ငံတကာပွဲကာလာလေးမှာသူတို့ပြင်ဆင်နိုင်ပါမလားဒီချက်ကိုပဲဆိုရင်တစ်ဖက်မှာ United ကတော့ လမ်းကြောင်းမှတစ်ခုကိုရောက်ဖို့အများကြီးလိုနေသေးတယ်ဗျာသူတို့ဒီရာသီအကောင်းဆုံးပွဲလို့ပြောလို့ရတာနောက်ဆုံးပွဲစဉ်ခုနှစ်ဆနာလင်းကို2-0နဲ့နိုင်တယ်ပွဲဒါလည်းဒီခြေစွမ်းလည်းကောင်းတယ်ရလက်လည်းကောင်းတယ်တိုးတက်လာရဲ့လက္ခဏာတွေလည်းမြင်ရတယ်ပြီးတော့နီးပြောက်ကိုလည်းအသင်းပိုင်ရှင်ဘက်ကလုံးဝထောက်ခံပေးထားတယ်ဗျာသူ့အတွက်အနာဂတ်ကမင်းဘာမှမစိုးရိမ်နဲ့မင်းကြိုက်တာလှုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေးထားတော့ဒါစိတ်ပိုင်းဆန်ရရတော့တစ်ဖက်ကကြည့်ရင်တော့အားကျစရာပေါ့နော်နီးပြောက်တယောက်တည်းလည်းဘာပဲပြောဒီလိုမျိုးအသင်းပိုင်ရှင်ဘက်ကထောက်ခံမှုပေးလိုက်တယ်ဆိုတော့သူလှုပ်ပိုင်ခွင့်ပိုရသွားတယ်အဲ ီချိန်မှာ PR တွေအထိုင်အထိုင်လေးရောက်ညော့သွားတယ်လို့ပြောလို့ရတဲ့အနေထားပဲဒီနှစ်ခုသွားအစုံလေးပေါ့နော်တစ်ဖက်ကအကြတစ်ဖက်ကစိတ်ပိုင်းရောရုပ်ပိုင်းရောပြန်တက်လာတဲ့အခြေအနေနှစ်ခုသွားစုံတယ်ဆိုတော့ကျွန်တော်အရင်လိုလွယ်လွယ်လေးတော့ပြောလို့မရဘူးဘာတွေမထင်တာဖြစ်မလဲဆိုတဲ့နောက်ဆက်တွေကျွန်တော်တွေးစရာလေးတခုတော့ပါလာပါလာပြီဟုတ်ကဲ့အဲ့တော့ဝချင်းညီအောင်ပြောပါဦးလက်ရှိအခြေအနေလေးပြကောင်းနေနော်ဟုတ်တယ်လက်ရှိအခြေအနေကအဲ့လိုအဲ့လိုတစ်ဖက်ကအကြတစ်ဖက်ကအတက်လေးနေပေါ့လေဒီလိုဟို ဘလိုဘလိုဘလိုပြောရမလဲလှိုင်းချက်ကိုနှစ်ခုစုံလိုက်တယ်လို့ပေါ့ပင်လေထဲမှာဆိုအချင်းကအကူချင်းညာတော့သုံးသက်ပါအောင်ဘလိုဘလိုဖြစ်မှာထင်လဲတခါလေးကြောက်လေကျွန်တော်တို့အကိုပြီးခဲ့ပိုင်ပြန်ဇက်ညိုးပြန်ရေးထားသလားလို့ထင်ရနော်ပင်ပြားလေးပင်ပြားလေးအဲ့ကျွန်တော်ကဘာကြော်လာလဲမပြောနဲ့ပေါ့နော်အဲ့လိုတာမန်တွေးကြည့်ရင်ကိုရှေ့သွားနေတဲ့ trend တိုင်းသွားရှေ့ကျွန်တော်တို့ဒီ Liverpool သုံးပွဲဆက်မရှုံးခင် Premier League နှစ်ပွဲ Champions League တစ်ပွဲသုံးပွဲဆက်မရှုံးခင် United ကလည်းဒီအသင်းရဲ့ဒီ share တချို့တို့ပဲပိုင်ထားတဲ့ Sergeant Redcliffe က အမိုးရင်းကို၃နှစ်လောက်အထိ backup ပေးမယ်ဆိုတာမပြောဘူးအမိုးရင်းကလည်းဆန်းလန်းလန်းတဲ့ပွဲမတိုင်ခင်မှာပြောနေရမယ့်ချိန်မဟုတ်တော့ဘူးဒါအလုံးနဲ့တက်သေးပြရတော့မယ်လို့ကြုံသွားတယ်ပွဲမှာလည်းတကယ်လည်း performance ကောင်းကောင်းနဲ့နိုင်ပွဲအဲ့ဒါလည်းဒါမရောက်လာခင်မှာတွေးခဲ့တယ်ဆိုရင်ခုနကကိုစိုးကနှစ်ပတ်လောက်ဒါဆုံးနှစ်ပတ်လောက်ဆုံးမယ်ဆိုရင်ဖူးစီလို့ပြောပါလားမပြောဘူးဖူးစီ အဲ့လိုပြောမှာမညာမတာတော့ဖြစ်ကောင်းဖြစ်သွားတယ်ဒါပေမဲ့ဟိုပြောရမယ့်ခေါင်းစဉ်ကျွန်တော်တို့တွေးရမယ့် shoot down တွေကတစ်မျိုးဖြစ်သွားတယ် perspective ကအမြင်ကတစ်မျိုးဖြစ်သွားတယ် United ကဒီဘက်မှာတစ်ခုခုပြန်လှုပ်ပြနိုင်မှုမလွယ်ဘူးဆိုတဲ့ဘက်ကိုရောက်သွားနိုင်တယ်အဲ့ဒီဘက်ကိုကျွန်တော်တို့အမြင်တွေရောက်သွားနိုင်တယ်ဒါဒီအချိန်မှာကျတော့အခုကဖြောင်းပြန်နေပြန်ဖြစ်လေဘာကူကအကြာ United ကအတက်ဆိုတော့အဲ့ဒါတွေအားလုံးရဲ့စုံညီမှာဘာတွေဖြစ်လာမလဲ Anfield ဖြစ်နေရတစ်ခုမှာတော့ Liverpool ဘက်မှာလည်းကျနေပြီဆိုပေမဲ့ Liverpool ကကစားမဆူဖဲမှုနီးပြမနှစ်ကချန်ပီယံဖြစ်ခဲ့တဲ့အတင်ကျွန်တော်မေ့ထားလို့မရတာက ဆာလာလိုပွဲဖြေပြောင်းနိုင်တဲ့ကစားသမားရှိနေတယ်။ဒီနှစ်လည်းဒီတန်းယာချီတုံးထားတဲ့ကစားသမားတွေအသင်းမှာအံဝင်သေးဘူးခြေစွမ်းမပြတ်နိုင်သေးဘူးဒါလည်းအမှန်တရားလက်ခံရမယ်။ iset တို့ဟိုနိုင်ငံပွဲတွေမှာလည်းရုံးကန်နေရတယ် Florian Vest တို့ရုံးကန်နေရတယ်ဘူးချိတ်ဒီလေးပါဦးမှာအံဝင်သေးဘူးဒါလည်းမှန်တယ်။ဒါပေမဲ့သူတို့ကရေသွေးရှိလို့ဒီလိုစံချိန်ပြောင်းချွေကြီးနေတယ်ခေါ်ခံလာခေါ်လာလီဗာပူးကသူတို့စီမှာဘာမှမရနိုင်မင်းနဲ့ဒီလိုကစားသမားတွေတန်းယာချီပေးမလာဘူး။ထိုင်ကြလာတဲ့အချိန်ကျရင်တော့လီဗာပူးဆိုတော့ကျွန်တော်တည်မိလာမှာပဲ။အဲ့တော့ ပူကောင်းလေဘာဘတ်ရှူတောင်းကနေကြည့်ရင်တော့တခုတော့အားတက်စရာရှိတာက international break ကသူတို့ရဲ့ဒီရလက်ဆိုးတွေကို stable နည်းနည်းလေး return လေးတခုကိုပြန်ပြီးတည်လို့ရအောင်အခြေအနေတခုပြန်အနီ slot ရဲ့အဖြေတခုပြန်ရှာလို့ရသွားတယ်ခွနည်းနည်းစဉ်းစားချိန်ပြန်ရသွားတယ်ဇက်တိုက်တပတ်ပြီးတပတ်ကစားနေဒီနှစ်ပွဲလိုက်ဇက်တိုက်ရှုံးသွားတဲ့အသင်းကမလွယ်ဘူးစိတ်ပိုင်းရောရိတ်တော်တော်လေးကိုဒီ psychology ရရပါတော်တော်လေးထိသွားနိုင်တယ်အ international break ဒီချိန်ဝင်လာလေဘာဘူးတော်တော်ကောင်းတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဒီမှာလေဘာဘူးပြန်ပြီးတော့ rebate ပြန်တိဆောက်ရလိမ့်မယ်ပြန်ပြီးတော့ bounce back ပြန်လုပ်ပြရလိမ့်မယ် တက်တေပြရစီလိုနေတာဒီဘွဲမှာလီဗာပူးနဲ့အာနီဆိုတော့သူတို့ကဖိအားပို့ရှိလေအမိုရီနဲ့ယူနိုက်တက်ကဒီဘွဲမှာဘာဖိအားမှမရှိဘူးရှုံးသွားရင်တော့တစ်ကမ္ဘာလုံးအမိုရီနဲ့ယူနိုက်တက်ကိုဒီဘွဲရှုံးလို့ဆိုပြီးဝိုင်းလှန်ညှိုးထိုးစီရဘာမှမရှိဘူးသူတို့ကခဏခဏထိုးခိုင်းနေတာတိတ်မတော်လို့အဲ့တော့အဲ့ပြောရလေရှေ့မှာလဲဘရန်ဖို့လဲရှုံးခဲ့ပြီးပြီကျွန်တော်တို့ဟိုမန်စတီကွင်းမှာလဲဒါဘီမှာလဲ3-0လဲရှုံးခဲ့ပြီးပြီဝေဘန်မှုတွေတဖိအားဆိုတာအမိုရီနဲ့ယူနိုက်တက်ကသမေးစာရေးတော့ဖြစ်နေဒီဘွဲရှုံးလို့ထူးထွေပြီးတော့ပြောချင်တာယူနိုက်တက်ကိုဘာမှလဲကျွန်တော်တို့အများကြီးတောင်းဆိုမှလဲမဟုတ်တော့ဘူးအဲ့ဒီဘွဲမှာသူတို့ကလုံနိုင်ရင်အမြတ် မလုံနိုင်ခဲ့ရင်လည်းအရင်ဆိုတာမျိုးနဲ့လာကစားမယ်ဆိုဖီအားကတော့လေဘောဘက်မှာရှိနေလိမ့်မယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့အခုပြောကြမယ်ဟာမှာဟိုလီဗာပူးကိုကျွန်တော်တို့ကစိုးရိမ်နေလို့သာဒီဒီနေ့ဒီအကြောင်းလေးပြောပြနေတာပေါ့လေဆိုတော့အဲ့တော့ဒီနောက်ဆုံးပွဲလေးတွေလီဗာပူးရဲ့အခြေအနေဒါပေမဲ့လည်းဟိုဟိုဘယ်လိုပြောရမလဲလီဗာပူးရဲ့ရဲ့တိဆောက်ထားတဲ့ပုံစံအနစ်စလော့သွားထားတဲ့ပုံစံဒီနေ့ထပ်ပြီးတော့အဲစုဖွဲ့ထားတဲ့လူစီးရင် တိဆောက်ထားတဲ့ပုံစံရတော့အရင်ဆိုးဆိုးဝါဖြစ်ကြပြုတ်ကြသွားလို့တော့မရှိဘူးလို့ကျွန်တော်တို့ဟိုခံစားရတယ်လက်တလုံးမှာတရင်ကအယုံခံနေရတော့မှန်တယ်ဒါဟိုအဖျားတစ်ခုဆိုအာဂန်နုလောက်ပဲဖြစ်မယ်လို့တော့ကျွန်တော်တော့ယူဆရတယ်အဲ့တော့ဟို United ဘက်မှာကပြန်ပြီးတော့ဟိုတိုးတက်မှုပြလာတာတချို့ရှိခဲ့ပေမဲ့ဟိုအရင်ဒီလိုဟိုခြေစွမ်းပိုင်းစွမ်းဆောင်ပိုင်းမြင့်တက်လာမျိုးတော့မဟုတ်ဘူးနည်းနည်းလေးစိတ်ချအနေမဟုတ်ဘူးနည်းနည်းတင်းငိမ်မှုလေးဟို ဟိုစိတ်ရမ်းရှုပ်ထွေးနေတဲ့နေရာနေစိတ်ရှော့လိုက်ရင်အေးဆေးပဲလို့တာကြီးအာစိတ်နဲ့ရမ်းမထားနဲ့အဲ့လိုလုံးနိုင်တဲ့ကျွန်တော်တို့အခြေအနေမျိုးပါပဲရှိသေးတာပေါ့လေဆိုတော့အရင်ကြီးဟိုဟိုဖလန်ဖလန်ထပြီးတော့အရင်ကြီးကောင်းလာတဲ့ပုံစံမျိုးတော့လေမဟုတ်သေးဘူးပေါ့လေဆိုတော့ဟိုပွင့်လေးပြောရင်တော့ United မှာကျွန်တော်တို့အတွက်အရင်မျက်စိကျစရာတူးတက်မှုတော့ဟိုအရင်တွေ့မနေအောင်ရှိမနေဘူးပေါ့လေအဲ့တော့မရှိရှိတဲ့ဂျားတွေကရှာကြံဆွဲထုတ်လို့သာဒီနှစ်ချက်လောက်လေးထွက်လာကြဆိုတော့ဟို ဟိုဒီပွဲပေါ်မှာကျွန်တော်တို့ United ကိုအများကြီးမမျှော်လင့်ဘူးခုကိုပြန်ပြီးတော့တင်ကြားနေတာပေါ့နော်အဲခုကိုတတိပေးနေမင်းအဲအရင်ကလည်းမင်းအလိုခဏခဏယုံကြည်ပြီးတော့ခဏခဏဖြစ်ခဲ့ပြီးအရင်တော့မယုံနေဘူးဆိုရတာလေနှိုးဆော်နေတာပေါ့နော်ကဲအဲ့တော့ဒီပွဲအကြောင်းခြုံငုံတုံးသက်ပြီးတော့အခုလိုပြောချင်တာလေးတွေရလက်ပိုင်းလေးတွေပါဆက်ပြီးဆွေးနွေးကြင်ပါတယ်အဲ့တော့အာ MV မှာဘလို့ဖြစ်လာမယ်ထင်တယ်ပေါ့အခုဆိုရင်ဒီပွဲစဉ်ကလီဗာပူးကိုကျွန်တော် Chelsea နဲ့ပွဲကြည့်လိုက်ရတာတော်တော်လေးလီဗာပူးကိုမယုံနိုင်ဘူးပေါ့နော်လီဗာပူးအဲ့လောက်ထိ ဖြစ်သွားလိမ့်မယ်လို့မထင်ဘူး။ Chelsea ကအဲ့ကျွန်တော်တို့အဲ့ပွဲမှာကသူ့မှာအသင်းမှာခန်းစစ်ကစားသမားမရှိလို့ရှိတဲ့သူကိုသုံးနေရတဲ့အနေအထားဘလို့မှဗျာ Chelsea ကသူ့ရဲ့လမ်းကြောင်းမှာတစ်ခုမှရှိနေတဲ့အနေအထားမဟုတ်ဒီအသင်းကိုသူကထရှောင်းလိုက်တယ်ဆိုတော့အဝဲတော်တော်အချင်းကြီးသူအသင်းကပို့ပြီးချိုးနေရဆိုတော့ပြလိုက်ဖြစ်နေတယ်။အခုလည်းအသင်းရဲ့ကိုယ်သမားကအလီဆင်မပါနိုင်သေးဘူး။ကိုနာတီးကလည်းဒဏ်ရာရထားတယ်လို့ကျွန်တော်သတင်းတွေရထားတယ်။ဒါကတော့ ည်းနည်းလေးဝေအချိန်နည်းနည်းလိုနေသေးတော့ပြန်ပါရင်လည်းပါလာမှာကိုနာလေးသာတန်အရဝါရင်ကိုနာလေးနေရာမှာအစားထိုးပါလေဂျိုးကူမှတက်ရောက်ပဲရှိတယ်အသင်းမှာတရာဒီလုံးအတွက်အသင်းမှာခန်းစင်သမား၃ယောက်နဲ့နောက်ထပ်လူငယ်ကစားသမားလူငယ်ခန်းစင်သမားလေးခေါ်ထားတယ်လီယိုနီကိုဒါပေမဲ့လီယိုနီက ACL ခရာအထိပြီးတရာဒီလုံးနားပဲတရာဒီလုံးမှာမှဒီခန်းစင်သမား၃ယောက်ပဲရှိရမှာတယောက်ကဒဏ်ရာကြောင့်မသေးချဘူးဆိုတော့ပိုတော်ဒီခန်းစစ်အတွက်ရင်းရိုင်နိုင်တယ်တိုက်စစ်ကိုကြည့်လိုက်တော့လေတိုက်စစ်မှာအီဆက်ကလည်းနိုင်ငံအသင်းအတွက်လည်းခြေစုံမပြနိုင်ဘူးကလပ်အသင်းမှာလည်းအသာမကျသေးဘူး Florian Bus ကနိုင်ငံအသင်းမှာတော့မစိုးဘူး ကလပ်သင်းမှာရုံးကန်နေရတယ်ဆာလာလည်းနိုင်ငံသင်းမှာ okay တယ်ဒါပေမဲ့ကလပ်သင်းမှာသူအသက်အရွယ်ပိုင်းကအကောင်းဆုံးပုံစံမရတော့ဘူးဆိုအဖက်ဖက်ကနေယူရင်းနေဒါပေမဲ့လီဗာပူးယူရင်းနေဆိုတော့မန်ယူနိုက်တက်ကောင်းနေတာအများကြီးသာလေးအမှန်တိုင်းပဲကျွန်တော်တို့ကဟိုလီဗာပူးကဒါကျွန်တော်တို့ချန်ပီယံဆိုတဲ့အသင်းတင်းနဲ့သူ့ရဲ့ကြာစင်းမှုကိုကျွန်တော်တို့ကမချစ်တင်ခဲခံစားနေရအမှန်တော့လီဗာပူးကသူ့အနေနဲ့သူရှင်းတင်ရှိလိုက်တဲ့ level မှာရှိနေတော့မယ်ဟုတ်တယ်ခံစက်အားနေွားတယ်တိုက်စက်ကဂိုးမရတော့ဘူးဆိုပေမဲ့အင်ကွင်းမှာတော့မန်ယူနိုက်တက်ကိုဘယ်လိုမှသူကဟိုစိုးရိမ်နေရမယ့်အနေထားမဟုတ်ဘူး United ကကြတော့ ဆန္ဒလဲဝင်နိုင်ခဲ့တဲ့ခြေစွမ်းမျိုးဒီတရားတွေလုံးမှာကျွန်တော်ဒီတပွဲပဲမြင်ဘူးလေပြောချင်တာအဲ့တိုက်တပွဲပဲခြေစွမ်းနဲ့ရလက်ကထပ်တူကြခဲ့တချို့ပွဲလေးတွေမှာ performance ကောင်းတယ်ဒါပေမဲ့ရလက်မကောင်းဘူးနှစ်ခုထပ်တူမကြဘူးအဲ့တော့အဲ့လိုမျိုးရနိုင်ရင်တော့ဟုတ်ပြီဆန္ဒလဲနဲ့ပွဲမျိုးလောက်ကစားနိုင်ရင်တော့လေပါဘူးကိုအတိုင်းတာတစ်ခုထိဒုက္ခပေးနိုင်မယ်ပြန်ပြီးတော့သူတို့တခုခုရလက်တခုကိုမျောလင်းနိုင်မယ်ဆိုတော့အဲ့ဒါလေ United ဘက်ကိုကြည့်လိုက်တော့တေချာလာလို့မင်းအခုပြောသလိုပဲအမကကြံမပေးနိုင်ဘူးဒီသင်ကဒီနေ့တပွဲနောက်နေ့တပွဲတသိန်းနဲ့တပွဲနဲ့တပွဲကြာမှာခြေစွမ်းလည်းမတူရလက်လည်းမတူဟုတ်နီးပြားလည်း ဘာတွေလုပ်နေမှန်းမသိဘူးဆိုကျွန်တော်တို့ဒီဘက်မှာအရေးဆိုရင်ကျွန်တော်တို့အင်ရှင်လီဗာပူးတစ်ခုခုပြန်လုပ်ပြမယ်အင်ကွင်းမှာပြန်ပြီးနိုင်ပွဲရှာမယ်လို့ပဲမြင်တယ်အဲလက်ရှိလီဗာပူးရဲ့ခံစစ်ပေါက်နေတဲ့ပြဿနာကြောင့် United အနေနဲ့လည်းဂိုးပြန်ရနိုင်တယ်အပြန်လန်သွင်းဖို့တွေသွင်းမယ်အနိုင်ဆိုရင်တော့ကျွန်တော်တို့အင်ရှင်လီဗာပူးအနိုင်ကိုရွေးချင်ပါတယ်ဟုတ်ကဲ့အခုဆိုတော့သုံးသပ်သွားတာတော့ဟိုရှင်းပါတယ်လက်ရှိအခြေအနေနဲ့ရောနေတဲ့လုံးပေါ်မှာကျွန်တော်တို့ထားတဲ့စိတ်တွေရောပြဿနာတွေခံစားရတဲ့ခံစားချက်တွေရောအားလုံးပါပါတယ်ခြုံငုံပြီးတော့အဲ့တော့ခုချင်းကြီးအောင်ဒီဘွယ် ဘယ်လိုဖြစ်လာမှာထင်လဲပေါ့ဟုတ်ဒီဘက်ကိုစိုးစိုးပြောသွားတာဒေါ်လေးတာရည်ဘူးကကြပါတယ်တကယ်လည်းလက်ခံပေးလို့ရတယ်မြင်ပါပဲအဲ့တော့ဒီမှာလီဗာပူးဘက်မှာအာနီစလော့ဟိုတခုချင်းစီတော့သူဖြည့်ရှင်းအသက်တေပြရမှာပေါ့လေလီဗာပူးကဒီအချိန်မှာလိုနေတာဗျာချန်ပီယံကျွန်တော်ကိုစိုးစိုးကပြောလို့မနစ်ကအများကြီးကောင်းခဲ့တဲ့အသင်းကဒီနှစ်နည်းနည်းလေးယော့သွားအချိန်မှာကျွန်တော်တို့စိတ်ပူကြတာပေါ့နော်အဲ့ဒါပေါ့အဲ့အဲ့အဲ့ level လေဘာဘူးကပြောချင်တာကအရန်ကြီးတော့လေရုပ်ပြက်ဆင်းပြက်ဖြစ်သွားတော့တဲ့လူစင်းအခြေအနေသူတို့ရဲ့ခြေစွမ်းအဲ့လောက်ထိရိုင်ထွက်သွားတာမျိုးမဟုတ်ဘူးနှစ်ပွဲလောက်ပဲလေးကိုရှုံးသွားတယ် ဟုတ်တယ်เชลซีလူမဆုံတဲ့အချိန်လေးမှာတော့ရှုံးသွားတယ်ဒါတော့နည်းနည်းထောက်ပြရစီဖြစ်တယ်ဒါပေမဲ့မမေ့ရမှာကဂျားထဲမှာဂလာတစရီချန်ပီယံလေးမှာရှုံးတာရှုံးခဲ့တဲ့သုံးပွဲလုံးကအဝေးကွင်းနေဖြစ်နေအိမ်ကွင်းနေမှာဒီရာဒီသုံးပွဲလုံးနိုင်ထားတယ်အာဆနယ်ကိုလည်းနိုင်ထားတယ်ရှေ့မှာဘုံမောက်ကိုလည်းနိုင်ထားတယ်ဒီရာဒီအေဗာတန်ကိုလည်းနိုင်ထားတယ်ဂိုးမပြတ်ရင်သာရှိမယ်ကွယ်1 0 2 1 4 2ဆိုပြီးတော့အိမ်ကွင်းမှာတော့လီဗာပူးအန်ဖီးဆိုတဲ့အချိန်ဟာအခုချိန်ထိရှိနေတော့မယ်ချန်ပီယံလေးမှာလည်းတီကိုနိုင်တယ်ခက်ခဲစစ်ကစားနေရတာလည်းမှန်တယ် ခက်ခဲလာတာလည်းမှန်တယ်ဒါပေမဲ့ဘာဖြစ်ဖြစ်အိမ်ကွင်းနေမှာတော့လီဗာပူးကိုရှော့တွက်လို့လို့မရဘူးသူအိမ်ကွင်းမှာသူကတော့ဆရာတဆူဆိုတာမျိုးတော့မြင်နေရသေးတယ်စုဖွဲ့မှုရလည်းအားနေချက်ကလေးတော့မရှိမှုရှိတယ်အလစ်ဆန်မပါနိုင်တဲ့ဂိုးမပိုင်းအားနေနိုင်တယ်ဟိုခန်စစ်မှာဗန်ဒိုက်နည်းနည်းလေးကျလာသလိုရှိလာတယ်ဖူဘက်တွေအာနိုးထွက်သွားတဲ့ဖူဘက်တွေကတိုက်စစ်ကိုလိုက်ပါမှုတွေပံ့ပိုးမှုတွေအားနေတယ်ဖူဘက်နှစ်ယောက်လုံးအတင်းနဲ့လည်းအံဝင်သေးဘူးခန်စစ်ကအဲ့တော့တော်တော်လေး defensive က shaky ဖြစ်နေတယ်မတည်ငြိမ်ဘူးဝဲလယ်မှာ mailister ကြံခိုင်မှုမပြေဝလို့မနှစ်ကလို့အကောင်းဆုံးခြေသွမ်းမေးရဘူး Graham Bass ရုံးကန်နေရတယ်နံပါတ်10လို့မှာ Florian Vest အခုထိအထိုင်မကျသေးဘူးရုံးကန်နေရတယ် Salah ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာအားလုံးမြင်ရတဲ့အတိုင်းပဲညှော့လာတယ်အပိုင်သူအရင်လှုပ်နေကြဒါမျိုးအရင်လှည့်ကြည့်စရာမလိုဆာလာဆိုရင်ဂိုးပြီဆိုတဲ့ဟာမျိုးတွေမှာမဂိုးတော့ဘူးအဲ့တော့မနှစ်ကနဲ့မတူတော့ဘူးပေါ့နော်အဲ့တော့အသင်းကနည်းနည်းလေးညှော့လာတဲ့အပိုင်လေးရှိတယ်ဒါပေမဲ့ Liverpool ဒီမှာတော့ကျွန်တော်လည်းထင်ပါတယ်ကိုစိုးကပြောလို့ပဲနှစ်ပွဲဆက်ရှုံးပြီးတဲ့နောက်မှာတတိယပွဲဒီလိုပွဲကိုအိမ်ဝင်းမှာထပ်ပြီးအမှတ်ထပ်ရော့သွားအောင်မယ်ဆိုရင် Arsenal တို့ Man City တို့နဲ့ ကြာရင်ပို့ပြီးတော့ကြာလေဝေးလေဖြစ်တော့မှာအာနီစလော့မတိပဲမနေဘူးအဲ့တော့ကျွန်တော်ထင်တယ်ဒီမှာအာနီစလော့တေချာပြင်ဆင်လာလိမ့်မယ်ထင်တယ်ဒီပွဲမှာလီဗာပူးရဲ့အားဆိုင်မှုက200ရာခိုင်နှုန်းလောက်အားဆိုင်လာလိမ့်မယ်လို့ထင်တယ်သူတို့တော့အရင်အရေးကြီးတဲ့ပွဲဖြစ်နေတယ်သုံးပွဲဆက်အရှုံးကနေ bounce back ပြန်လောရမယ်ပွဲဖြစ်နေတယ် United ဘက်မှာလည်းကြည့်လိုက်တော့တိုးတက်မှုလေးတော့ကျွန်တော်ဆန်နလန်းနဲ့ပွဲတစ်ပွဲတော့အခြေခံပြီးပြောရင်တော့တွေ့ရတယ်ဗောနော်ဂိုးသမားပိုင်းတောက်လျှောက်တိုင်ပတ်နေတဲ့ Onana နဲ့ဒီ Brenda နဲ့အဆင်မပြေတဲ့ဂိုးသမားပိုင်းမှာ Lambs ကပွဲဥတဲ့ဝင်ဖန်းနဲ့လက်စွမ်းနေရ မဆိုးဘူးဗျတော်တော်ကောင်းတယ်ဒီကိုသမားလေးမှာ talent တစ်ခုရှိပုံရတယ်ဒါပေမဲ့တပွဲတည်းနဲ့တော့ကျွန်တော်တို့ကစားမတစ်ယောက်ကိုကောင်းတာရောဆိုးတာဝေဖန်ဖို့ကခက်ပါတယ်ဆိုးပါတယ်ဟုတ်ကျွန်တော်အတိုင်းတာတစ်ခုအထိ2လတန်သီ3လတန်သီတော့အချိန်တစ်ခုတော့ပေးပြီးတော့မှာပဲသူရဲ့လက်စွမ်းကိုကျွန်တော်ဆုံးဖြတ်လို့ရတယ်ပထမဆုံးတပွဲမှာတော့ဟိုမဆိုးဆိုတဲ့ impress ဖြစ်တယ်ဆိုတဲ့ခံစားမှုရတယ်ပေါ့လေအဲ့ဒါလေးရတယ်ခံစားကြောင်းလဲမခွားရောက်ဖယ်လိုက်တဲ့အချိန်မှာဒီလစ်တို့နဲ့တနည်းလေးပြန်ပြီးတော့ stable ပြန်ဖြစ်လာတယ်ကွင်းလယ်မှာဘရူနိုနဲ့ကက်စီမီရိုတွဲတာမဆိုးဘူးပြန်ပြီးတော့အချိန်လေးကောင်းလာတယ် အဓိကတော့အာမက်ကိုဒီ right wing back နေရာမှာသုံးလိုက်တာကတော်တော်အလုပ်လုပ်နိုင်တယ်အာမက်နဲ့အန်ဘူမိုရဲ့ဒီညာချမ်းကနေရပြိုင်ဘက်ကိုတောက်လျှောက်ဖိအားပေးနေတယ်ဒါပေမဲ့တခုရှိတာဒီဘွဲကကြတော့စန္ဒနဲ့ဘွဲမှာအိမ်ကွင်းဖြစ်နေတယ်ကိုကတိုက်စစ်ကိုသွားမှာဖိတိုက်ရမယ်ဘွဲမဟုတ်လို့အဲ့လိုအာမက်ကို right wing back နေနဲ့တိုက်စစ်အားတဲ့လူကိုသုံးလိုက်တာဒီမှာကြောင့်အန်ဖီမှာလီဗာပူးလိုအသင်းကိုကစားမှာခံကစားမယ်ချင်းနေမှာဒီတိုက်စစ်အားတဲ့အာမက်ကို right wing back မှာ အမိုရင်သုံးရဲပါမလားဒီမှာခန်းစစ်အာတန်နဲ့ဒါလော့တို့မက်ဇရိုရီတို့တရက်ကိုပြန်သုံးလိုက်မယ်ဆိုရင်ရအဲ့အမ်ဘူမိုတယောက်ထည့်ပြန်ဖြစ်သွားမယ်ဟုတ်တိုင်မင်မိနေတဲ့ညာချမ်းကဟိုဟာအမ်ဘူမိုနဲ့အာမက်ကပြန်ပြီးတော့တိုင်မင်ကပြန်အောက်သွားအောင်ပါအဲ့ဒါလေးတော့ရှိတယ်အဲ့တော့ပွဲထွက်ခင်းချင်းပေါ်မှာမူတည်တာပေါ့လေခန်းစစ်အာတန်နဲ့ကစားမပဲပွဲထွက်လာမယ်ထင်ပါတယ်အဲ့တော့ခန်းစစ်ကိုပဲပူသွားအောင်ပါအသင်းကတိုက်စစ်ပိုင်းမှာတော့ဆက်စကိုနှစ်ပွဲဆက်ဂိုးပြန်သွင်းလာနိုင်တယ်အမ်ဘူမိုကတိုက်စစ်ကိုပို့ပြီးတော့ဥဆောင်လာနိုင်တယ်တိုးတက်မှုလေးတော့မြင်ရတယ်ပေါ့လေဒါပေမဲ့အကူရှိမှနှစ်ယောက်လုံးပြောသလိုပဲယူနိုက်တက်က တပွဲနဲ့တပွဲကြားမှာ consistency လုံးဝမဖြစ်ဘူးဟုတ်အမိုးရင်လက်ထက်မှာနှစ်ပွဲဆက်လဲတစ်ခါမှလဲမနိုင်သားသေးဘူးဆိုတော့အဲ့တော့တစ်ခါမနိုင်သေးဘူးလဲနှစ်ပွဲနိုင်သေးဘူးသုံးပွဲဆက်သူပိုးဆိုးသွားတယ်အိမ်ဝင်းတော့အခုကသုံးပွဲဆက်နိုင်ထားတယ်အိမ်ဝင်းမှာကျွန်တော်ဘန်လီကိုနိုင်တယ်ချဲစီကိုနိုင်တယ်ပြီးခဲ့တဲ့ဘက်ကဆန်လန်ကိုနိုင်တယ်ဒါအမိုးရင်လက်ထက်မှာပထမဆုံးပဲဒါလဲအိမ်ဝင်းသုံးပွဲဆက်နှစ်ပွဲဆက်ပရီးမီးယားလိမှာ back to back ကတော့တစ်ခါမှမနိုင်သေးဘူးဆိုတော့ဒီမှာတော့ United မနိုင်တော့ဘူး Anfield ဖြစ်နေတော့နိုင်ဖို့လဲပိုခက်တယ်မနစ်ကတော့တူးတူးနဲ့မထင်မှတ်တာတွေလုတ်ပြခဲ့ရမယ်ကျွန်တော်နှစ်တိုင်းအဲ့လိုလုတ်ပြလို့ လှေနံဓာတ်ထစ်ကျွန်တော်သတ်မှတ်လို့မရဘူးဥပမာမန်စီးတီးကိုပဲကြည့်မနစ်ကမန်စီးတီးကွင်းမှာမထင်မှတ်တာလေပြုတ်ပြခဲ့တယ်2-1နဲ့နိုင်တယ်ဒါပေမဲ့ဒီနှစ်ကျတော့3-0နဲ့ရှုံးသွားပြန်ရောအဲ့လိုမျိုးဆိုမနစ်ကတော့ဖီအားတွေကြားနေလှုပ်ပြခဲ့ရရှိတယ်အခုလည်းဂရန်တက်ကအောက်သင်းသင်းအနေနဲ့လှုပ်မှာပဲခံခံပဲရသလောက်ကောင်တာတွေနဲ့သူတို့ရအောင်လီဗာပူးရဲ့ခံစစ်ကိုပြန်ဖီအားပေးမှာပဲဒါပေမဲ့အချိန်တန်ရင်တော့ဒီလီဗာပူးရဲ့နိုင်ပွဲဆာလောင်တဲ့စိတ်မှာတော့ယူနိုက်တက် ခြေနေမကောင်းလောက်ထင်တယ်ကျွန်တော်လည်းနိုင်သွားမယ်ပေါ့ဒီဘောင်းနိုင်သွားမယ်ထင်တယ်အဲ့တော့ကုချင်းကြီးအများကြီးဒီဘောင်းနိုင်တာကိုပြောဖို့အားနာလို့ထင်ပါတယ်အများကြီးရှိသွားတယ်ပြောနေအဲ့တော့လီဗာပူးနိုင်သွားနိုင်တယ်အဲ့တော့ဟို United ကိုကျွန်တော်တို့ကမဖြစ်စေချင်တာမဟုတ်ဘူးဒီဘက်ကို Liverpool ကိုမနိုင်စေချင်တာလည်းမဟုတ်ဘူးပေါ့ United ကိုကျွန်တော်တို့ကဖြစ်စေချင်တယ်အချင်းတစ်ခုအဲ့တော့ United နိုင်စေချင်တဲ့ဘိုးတွေရှိတယ်ဘိုးမောင်းတဲ့ နိုင်လိုက်ဥမထားပါအခု3ဆိုတော့မေးလိုက်ပေါ့လေအစင်ဟိုအစင်4ဆိုတော့မေးလိုက်ပေါ့ဘုံမောင်နိုင်ရမယ် SMB တိုင်းနဲ့တွေ့နိုင်ရမယ် FUN နဲ့တွေ့နိုင်ရမယ် Brentford နဲ့တွေ့နိုင်ရမယ် Everton နဲ့တွေ့နိုင်ရမယ် North Palace နဲ့တွေ့နိုင်ရမယ် Newcastle နဲ့တွေ့နိုင်ရမယ်ဒီလိုမျိုးတွေနိုင်ရမှာပေါ့လေဆိုဒီလိုပွဲမျိုးကိုမနိုင်ရင်းနဲ့ပေါ့လေမထူးခြားအဝေးကွေးမှာ Liverpool သွားနိုင်လို့လဲဘာမှအခုဒီလိုပွဲမျိုးသွားနိုင်လို့လဲမထူးခြားဘူးမနစ်ကဟို City ကိုသွားနိုင်တယ်လို့ပေါ့လေမထူးခြားဘူးတကယ်နိုင်တဲ့နာတွေကစောစောကပြောတဲ့ Palace တို့ဟို Forest တို့ FUN တို့ဒီလိုတွေနိုင်တဲ့နာနိုင်တဲ့နိုင်တဲ့ပွဲမျိုးကိုနိုင်တဲ့ ိုင်တဲ့ပွဲမျိုးကိုနိုင်ဖို့ပဲ United ကိုပူဖြစ်စေခြင်းပဲအဲ့တော့ဟိုဒီလိုပွဲမျိုးမှာထားနိုင်လိုက်လို့လေဟိုအများကြီးတရားဒီစားဟို48မှတွေပါတွေပြီးမှလည်းမဟုတ်ဘူးလို့ဆိုတော့ဟိုမဖြစ်နိုင်တာတွေတဲ့တကယ်တကယ်ဖြစ်နိုင်တဲ့ကိုယ့်ရဲ့လုံးနိုင်ဝင်တွေကအရှိတရားနဲ့အနည်းဆက်ဆုံးနိုင်ပွဲတွေကိုမှန်မှန်ကန်ကန်နိနိဆက်ဆက်ယူပြီးတော့ပရိသတ်နဲ့အနည်းဆုံးအဆင့်တွေကိုထက်တဲ့ခြေလမ်းတွေလောက်လာတဲ့ကိုတော့သွားဖို့ဆိုတော့ပြန်ရောက်လာဖို့ဆိုတော့အဲ့လိုနိုင်တဲ့ပွဲတွေနိုင်မှအတင်းကပုံမှန်လမ်းကြောင်းတစ်ခုကိုပြန်သွားမှာပေါ့ဒါမျိုးပွဲတွေကြတော့ လုံးတက်ပါတယ်နီးပြတိုင်းကတပွဲတိုးပေါ့နော်တပွဲတိုးဆိုတာဒီပွဲအတွက်တော့ရှင်းသမျှအားအကုန်သုံးပြီးတော့ကြုံတယ်လို့ကံခဲ့မယ်ကွာအရမ်းအဝေးကမရှုံးဖို့ရည်ကြီးတယ်ဆိုတာမျိုးလုံးတက်တယ်ဒါပေမဲ့အဲ့ဒါတွေကအဲ့ဒါတွေကကျွန်တော်ရှင်းပါပြီးခဲ့တဲ့ပတ်ကပြီးခဲ့တဲ့စနေနေ့တော့ဟိုပြောခဲ့သလိုချဲစီလို့သွားတယ်လို့ပေါ့နော်ဟုတ်ဟုတ်ဖလားပြိုင်ပွဲတွေမှာဒါအဲ့ဒါတွေကအလုပ်ဖြစ်ပေမဲ့အမှတ်ပြေးပြိုင်ပွဲတွေမှာအဲ့လိုအမှတ်ယူလို့မရဘူးမရဘူးနော်အဲ့အားကုန်ပြီးတော့ဟိုအချင်းကြီးသာဖြစ်သွားလိမ့်မယ်ပေါ့နော်ဒီရတဲ့အမှတ်ကလည်းအများကြီး ဟိုမဖြစ်နိုင်ဘူးဒါပေမဲ့ United ကအဲ့လိုမျိုးတွေလုတ်တာကြီးလို့ဒီဘွဲကိုဒီပြောနေရပါတော့ဆိုတော့သူကလည်းဟိုသတင်းဖြစ်တဲ့အသင်းဆိုတော့အာလီဗာပူးကိုထနိုင်လိုက်ပြီးပြန်လာပြီးဒီပါထပ်ဖြစ်နေမှာသူ့လိုပါဆိုတော့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါအာဒီအင်္ဂလန်ဒါဘီဖြစ်တဲ့အတွက်ကြောင့်ပြိုင်ဆိုင်မှုကတော့ပြင်းထန်နေလိမ့်မယ်အဲနှစ်ဖက်ကစားသမားတွေမှာလည်းကုချင်းကြီးပြောတဲ့လီဗာပူးတင်ရခိုင်တုံးဆိုရင်ယူနိုက်တက်ကလည်းဘလောက်ရခိုင်တုံးနဲ့လာမယ်လို့မသိဘူးပွဲကတော့အကျင့်နဲ့ရှိလိမ့်မယ်အဲ့တော့လီဗာပူးနိုင်သွားမယ်လို့ပဲအာဒီလိုတုံးသက်လိုက်ချင်ပါတယ်အချင်းလည်းအရင် ဟိုနည်းနည်းလေးကြော်နေပြီဆိုတော့နောက်ဆုံးတခွန်းလေးပေါ့ဒီနေ့စီစဉ်တနေ့ဝင်စီစဉ်လည်းဖြစ်တော့အဲ့တော့ Premier League ပွဲစဉ်၈ကိုဒီနေ့စနေနေ့ညမှာကစားပြီးပြီအဲ့တော့ပွဲစဉ်၈အားလုံးပွဲပြီးဆုံးသွားတဲ့အချိန်မှာအမှတ်ပေးစရာဥဆောင်မဲ့အသင်းကဘယ်စဉ်ဖြစ်နေလိမ့်မယ်လို့ထင်လဲပေါ့နော်ဘူးချင်းကြီးဘယ်စဉ်ဖြစ်မှာထင်လဲပွဲစဉ်၈ပြီးရဲ့အချိန်မှာအမှတ်ပေးချင်ဆုံးပွဲစဉ်၈ပြီးမှာဆိုရင်တော့ကျွန်တော်လက်ရှိအတိုင်းပဲဘူနီမြဲကြားနေမြဲလို့ပဲထင်တာပဲနော်အာဆင်နယ်ထိတ်ဆုံးပဲဖြစ်နေမှာနော်ကိုကိုဆိုတော့မပေးစရာထိတ်မှာအာဆင်နယ်ပဲဆက်ရှိမယ်လို့ထင်မှတ်ပါတယ်ဘာလို့ဆိုတော့ तू ကလောလောဆယ်ကအမှတ် ပြိုင်တဲ့အမြိုက်ဘက်ထဲလည်းအမှတ်တာထားတာသူကနိုင်ထားတာနဲ့ကြည့်စရာမလိုဘူးဆိုတော့အာဆင်နယ်ပဲဆက်ရှိနေမယ်လို့ကျွန်တော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့နောက်တစ်ပတ်ပွဲစဉ်တွေမှာပြန်ဆုံကြပါတယ်အဲဒီ Premier League မှာလည်းပူပြီးချိန်နေရှိတဲ့ပွဲတွေနဲ့နောက်တစ်ပတ်မှာလည်းဒီလိုပြောကောင်းအောင်မှာတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါဟုတ်ကဲ့ပါ channel ကြည့်ရှုနေကြတဲ့ပရိသတ်များခင်ဗျာကျွန်တော်တို့ဘုံလေးရက်ကွက်ဒီနေ့တင်ဆက်မှုကိုဒီမှာရန်လာကြပါတယ်အပတ်စဉ်တိုင်းစနေတုန်းနေ့နေ့တွေရဲ့ညနေ9:40မှာကျွန်တော်တို့ဘုံလေးရက်ကွက်အစီအစဉ်ကိုထုတ်လွှင့်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးနိုင်ကြပါတယ်ခင်ဗျာပရိသတ်တွေအားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ